က်ရှိရခိုင်ပြည်နယ်အစိုးရအဖွဲ့ရဲ့တနစ်တာကာလအတွင်းဆောင်ရွက်ခဲ့တဲ့ပြည်ပြင်ကြောင်းလဲမှုများနဲ့ဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆောင်ရွက်နေမှုများကိုပြည်သက်များအတွက်တင်ပြပေးချင်ပါသေးရှင်။ကျမတို့ရခိုင်ပြည်နယ်ဟာမြန်မာနိုင်ငံရဲ့အနောက်ဘက်အစွမ်းမှာတည်ရှိနေတဲ့ကံရိုးတဲ့ဒေသတစ်ခုဖြစ်ပါတယ်။အဝီယာစတူဒန့်မိုင်ပေါင်း14,200မှ3,000များရှိကျွမ်းဝန်းပြီးရခိုင်တိုင်းရင်းသားမျိုးနွယ်စု9မျိုးအပါအဝင်တခြားတိုင်းရင်းသားများလည်းနှင်တင်းနေထိုင်လျက်ရှိနေကြပါတယ်။ကျွန်တော်ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ စတင်ပြီးတော့တာဝန်ယူဆောင်ရွက်စဉ်ကနေစလို့အစိုးရအဖွဲ့ရဲ့ဒီလုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့မူဝါဒနဲ့လုပ်ငန်းစဉ်အစ်စ်တွေကိုရေးဆွဲပြီးတော့ကျွန်တော်စပြီးတော့ဆောင်ရွက်ခဲ့ပါတယ်အဲတော့မူဝါဒကိုရေးဆွဲတဲ့နေရာမှာလည်းပဲရခင်ကလို့တဦးတယောက်ထဲရဲ့ဆုံးဖြတ်ချက်မျိုးနဲ့လောက်တာမျိုးမဟုတ်ဘဲနဲ့ကျွန်တော်ကက်ဘင်းနဲ့အစိုးရအဖွဲ့ရဲ့အားလုံးပူးပေါင်းပြီးတော့ညှိနှိုင်းဆွေးနွေးဆုံးဖြတ်တဲ့ပုံစံနဲ့ ဒါအသည့်ရေးဆွဲပြီးတော့ဆောင်ရွက်တာ ဖြစ်ပါတယ်အဲ့ဒီမူဝါဒကိုအကောင့်ထဲပေါ်နိုင်ဖို့အတွက်လည်းပဲလုပ်ငန်းစဉ်တွေကိုလည်းပဲတိတိကျကျရေးဆွဲပြီးတော့အကောင့်ထဲပေါ်ဆောင်ရွက်တာဖြစ်ပါတယ်ကျွန်တော်တို့ပြည်နယ်အစိုးရရဲ့မူဝါဒလုပ်ငန်းစဉ်တွေအသည့်တွေရေးဆွဲလုပ်ကောင်ဆောင်ရွက်သလိုအစဉ်စဉ်သောခရိုင်မြို့နယ်ရကြီးအထက်ကိုလည်းပဲမူဝါဒလုပ်ငန်းစဉ်အသည့်တွေကိုရေးဆွဲပြီးတော့အကောင့်ထဲပေါ်ဆောင်ရွက်ရပါတယ်ဒီလိုဆောင်ရွက်တဲ့နေရာမှာ ကျွန်တော်တို့ပြည်နယ်ရဲ့အခြေအနေဟာအားလုံး သိတဲ့အတိုင်းပဲတနိုင်ငံလုံးအတိုင်းအတာနဲ့ဖွံ့ဖြိုးမှုအဆင့်ဟာဒုတိယအနေကြဆုံးတော့ဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့တော်တော်ကိုကျွန်တော်တို့ဒေတာဖွံ့ဖြိုးတိုးတက်မှုတင်ငင်အေးချမ်းမှုကိုကျွန်တော်စူးစမ်းပြီးတော့ဆောင်ရွက်ရတဲ့အနေအထားရှိပါတယ်ရခိုင်ပြည်နယ်တွင်2016ခုနှစ်အပိလမစတင်ကဒီနေ့အစိုးရသိမှတ်တောင်းဝင်ယူပြီးဒီနေ့ဝန်ကြီးချုပ်နဲ့တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနအပါအဝင်ဝန်ကြီးဌာနခုနှစ်ခုမှဝန်ကြီးခုနှစ်ဦးဖြင့်ပြည်နယ်ကြီး ဒေတာဖွံ့ဖြိုးရေးပြည်ပြင်းတောင်းလေးရေးများကိုဆောက်ရွေးလျက်ရှိနေပါတယ်။ထို့သောဆောင်ရွက်ရမှာတင်းကြီးအတွင်းတင်းကြီးအေဂျင့်ရင်းနဲ့ဖွံ့ဖြိုးတိုးတက်မှုတို့ကိုအကောင့်ထဲပေါင်းနိုင်ရန်အတွက်နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင်ဗဟိုကော်မတီဥက္ကဋ္ဌအဖြစ်ဆောင်ရွက်သည့်ရခိုင်ပြည်နယ်တင်းကြီးအေဂျင့်မှုနဲ့ဖွံ့ဖြိုးတိုးတက်ရေးအကောင့်တွေပေါ်ရေးဗဟိုကော်မတီကိုဖွဲ့စည်းကဗဟိုကော်မတီအောက်မှာလုံငန်းကော်မတီအစီအစဉ်ကိုလည်းဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပါတယ်ရှင်။တင်းကြီးအေဂျင့်မှုရှိလာတာနဲ့အမြဖွံ့ဖြိုးမှုကိုလည်းပဲတစ်ဆက်တစ်ဆက်တည်း အကောင့်ထဲပေါ်ဆောင်ရွက်နေတဲ့အနေထားရှိပါတယ်ဒီလိုဆောင်ရွက်တဲ့နေရာမှာတည်ငြိမ်အေးချမ်းမှုနဲ့ဖွံ့ဖြိုးတိုးတက်မှုဆိုတဲ့ကံဓာတ်နှစ်ခုပါကျွန်တော်တို့ပြင်တဲ့အတွက်အဓိကအကြဆုံးဖြစ်ပါတယ်အဲ့တော့ဒီနှစ်ခုတည်းမှာတောင်မှကျွန်တော်တို့ဖွံ့ဖြိုးမှုကံဓာတ်ကိုပို့ပြီးတော့ဦးစားပေးပြီးတော့ဆောင်ရွက်နေရတဲ့အနေထားရှိပါတယ်ဒီလိုဆောင်ရွက်ရတဲ့အနေထားကလည်းပဲဖွံ့ဖြိုးမှုတွေမြန်မြန်ဆန်ဆန်နဲ့အောင်းအောင်းမြင်းမြင်းဖြစ်လာနိုင်လေလေတည်ငြိမ်အေးချမ်းမှုကလည်းပဲ တပါတဲ့ရရှိလာမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ဖွံ့ဖြိုးတိုးတက်မှုကိုပို့ပြီးတော့အဓိကထားပြီးတော့ဦးစားပေးကျွန်တော်တို့ဆောင်ရွက်နေတဲ့အနေအထားရှိပါလေနိုင်ငံတော်သမ္မတရဲ့တိတက်ရေပုံရေစက်တန်း3656တသမာ84သုံးရာတန်နဲ့ရခိုင်ပြည်နယ်အတွင်းမှာလူမှုစီးပွားကဖွံ့ဖြိုးတိုးတက်ရေးအတွက်ဂျေးလက်လန်တတာတိုးရှိဆောင်ရွက်ခြင်းများကိုတည်နေရေမြို့နယ်16မြို့နယ်မှာအကောင့်တွေပို့ဆောင်ရွက်လို့လေးရှိနေပါတယ် ရခိုင်ပြည်နယ်အတွင်းမြို့နယ်ကြေးရွာအလိုက် PSM ရရှိရေးကိုအချိန်အဟုန်မြင့်ဆောင်ရွက်လျက်ရှိရမှာ PSC တအားကိုမဟာဓာတ်အားလိုက်မှာမြို့နယ်73မြို့နယ်အထိချန်ချူပေးလျက်ရှိနေပြီဖြစ်ပါတယ်ယခုလက်ရှိမှာကြေးရွာပေါင်း148ရွာကိုလျှက်စစ်ဖြန့်ဖြူးပေးနေလျက်ရှိပြီးကျန်65ရွာကိုလည်းလျှက်စစ်တအားရရှိရဲ့အတွက်ဆောင်ရွက်နေစေဖြစ်ပါရဲ့ရှင်။ရခိုင်ပြည်နယ်အတွင်းပညာရေးကဏ္ဍ၌ ထက်တန်းအလေတန်းမူလာတဲ့အကြောင်းများအစ်စ်တိုးချစ်ခြင်းနဲ့ပြည်ပြည်မွန်မွန်ချင်းတွေကိုလည်းဆောင်ရွက်ခဲ့ပါတယ်။အစိုးရတဲ့တနှစ်တာကာလအတွင်းအမကခွေ29ကြောင်းအစ်စ်ဖွင့်လှစ်နိုင်ခဲ့ပြီး295ကြောင်းကိုအဆင့်တွင်းမြင့်နိုင်ခဲ့ပါတယ်။2016-2019ဘဏ္ဍာရေးနှစ်တွင်ဒီထောင်စုငွေလုံးငွေရင်းကငွေကျဲတန်ပါ9,800ကျော်ဖြင့်ကျောင်းပေါင်း140ကိုဆောက်လုပ်နိုင်ခဲ့ပါတယ်။ဒါ့အပြင်ဆရာဆရာမများကိုလည်းတိုးချစ်ခံထားခြင်းတွေကိုဆောင်ရွက်ခဲ့ရမှာ။ အထက်တန်းအလေတန်းမူလာတန်းဆရာဆရာမပေါင်း111ဦးကိုခန့်အပ်နိုင်ခဲ့ပါတယ်။ရခိုင်ပြည်နယ်ကျေးတုကျမ်းမာရေးဦးစီးဌာနအနေနဲ့လည်း2016-2019ဘဏ္ဍာနှစ်မှာကျေးလက်ကျမ်းမာရေးဌာနနှစ်ခုကျေးလက်ကျမ်းမာရေးဌာနခွေးစီခုကိုတိုးရှိဖွင့်လှစ်နိုင်ခဲ့ပြီးရသေးတော်မြို့နယ်မှာ16ကတင်းဆက်ဆေးရုံတရုံရအုံမြို့နယ်မှာ16ကတင်းဆက်ဆေးရုံတရုံကိုတိုးရှိဆောက်လုပ်လို့ရှိနေပါတယ်။စစ်တွေမြို့ကတင်းနေရာဆက်ဆေးရုံကြီးကိုလည်း ကတင်900ဆန်အဖြစ်တိုးရှိနိုင်ခဲ့ပြီလည်းဖြစ်ပါရဲ့ရှင်။ဒါ့အပြင်ကျေးလက်ဒေသတွေမှာကျန်းမာရေးစောင့်ရှောက်မှုလွှမ်းခြုံနိုင်စေဖို့အတွက်ကျန်းမာရေးဝန်ထမ်းတွေကိုလည်းတိုးချေခန့်အပ်ထားနိုင်ခဲ့ပါရဲ့။ဒီနေ့အတွင်းစက်ပြိုရေးကဏ္ဍပုံမတိုးတက်လာစေရန်နဲ့တောင်သူပညာပေးလုပ်ငန်းတွေကိုကြည်ကြည်ပြန်ပြန်လှုပ်ဆောင်နိုင်စေဖို့အတွက်လည်း2016ခုနှစ်မတ်လ3ရက်နေ့မှာစက်ပြိုရေးတိုက်ပွဲအကြောင်းတကြောင်းကိုကြောက်တော်မြို့မှာဖွင့်လှစ်နိုင်ခဲ့ပြီး ယခုလက်ရှိမှာတော့ကျောင်းသားကျောင်းသူ250ဦးတို့ကိုပညာသင်ကြားပို့ဆက်လို့ရှိနေပါတယ်ရှင်။ရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်ရင်ကပဲပြည်သူတွေကိုအသိပေးထားတဲ့ကဏ္ဍတစ်ခုရှိပါတယ်။အဲ့ဒါဟာတောင်လူတွေသမားတွေနင့်နာဆုံးရှုံးသွားတဲ့လေယာဉ်မြေတွေကိုအများဆုံးပြန်လဲရရှိအောင်နဲ့လုပ်ကိုင်ဆောင်ရွက်နိုင်အောင်ဆိုတော့ကျွန်တော်တို့ဟိုလုပ်ငန်းကိုလည်းပဲဆောင်ရွက်နေတဲ့အနေအထား ရှိပါတယ်တောင်သူ4143ဦးဧကအနေနဲ့တော့13388တဒသမ5ဧကကိုပြန်လဲလွှဲပြောင်းပေးအပ်နိုင်ခဲ့ပါတယ်အားလုံးလွှဲပြောင်းပြီးတော့ပေးလိုက်တဲ့စုစုပေါင်းမြေဧရိယာကတော့28188ဒသမ53ပဲဖြစ်ပါတယ်ပြန်လဲလွှဲပြောင်းမှုမရရှိသေးတဲ့လေယာဉ်မြေများကိုလည်းပဲတောင်သူတွေလက်ထက်ကို အများဆုံးပြန်လဲရောက်ရှိအောင်ကျွန်တော်တို့ကြိုးစားပြီးတော့ဆောင်ရွက်နေပါတယ်နိုင်ငံတော်အစိုးရဒုသမရနှစ်ကိုယ်တိုင်ကလည်းပဲဒီကိစ္စကို အများဆုံးအကောင့်ထဲပေါ်ဆောင်ရွက်နေပါတယ်နေစင်းဒေတာနဲ့တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေနဲ့2016-2019ပတ်နာနှစ်မှာကြေးရလျက်စမီယာရှိနိုင်ရတဲ့အတွက်ဆိုလာမင်းအစုံ885စုံအလကောင်နေစင်းဒေတာအင်ယာများကို ေးရွာ၉ရွာမှာအိမ်183လုံးနဲ့ရုံးအဆောက်အဦ၄လုံးတို့ကို၎င်းဆောက်လုပ်နိုင်ခဲ့ပြီးတတနာရေးဆိုင်ရာဘုံတော်ကြီးကျောင်း၃ကျောင်းကိုလည်းကျေးရွာ၃ရွာတွင်ဆောက်လုပ်လုပ်တန်းနိုင်ခဲ့ကြောင်းသိရှိရပါတယ်ရှင်။ကျွန်တော်တို့ရခိုင်ပြည်နယ်အစိုးရအနေနဲ့ဒေသခံပြည်သူတွေအခုအလို့အကန့်အခွင့်အလမ်းရရှိဖို့အတွက်စစ်တွေမျိုးပေါ်မှာအထယ်ချုပ်ဆက်ယုံတစ်ခုကိုကျွန်တော်တို့တည်ဆောက်ပြီးတော့ပေါ်ဆောင်နိုင်ခဲ့ပြီဖြစ်ပါတယ်။ဒါကိုကျွန်တော်တို့25ရက်2019ရက်နေ့ကဘုံဘွယ်အခမ်းအနားနဲ့ ဆောင်ရွက်နိုင်ခဲ့ပါတယ်နောက်တစ်ခုကတော့ဟိုကျွန်တော်တို့ဒီရွှေကြားရက်ကန်းဆက်ယုံတစ်ခုကိုလည်းပဲကျွန်တော်စတင်ပြီးတော့အကောင့်ထဲပေါ်ဆောင်ရွက်နေပြီဖြစ်ပါတယ်ဒီဆက်ယုံဟာဆိုရင်အခုကျွန်တော်တို့အစောက်ဦးအနေနဲ့30ရာခိုင်နှုန်းလောက်ပြီးသွားပြီဖြစ်ပါတယ်ဆက်လက်ပြီးတော့အများဆုံးဒီဟာကိုလည်းပဲအောင်မြင်အောင်အကောင့်ထဲပေါ်ဆောင်ရွက်နိုင်အောင်ကျွန်တော်တို့စူးစမ်းဆောင်ရွက်သွားဖို့ရှိပါတယ်ဒီရေချောင်းသွားလာရေးအနေနဲ့ကုန်စည်ကူးတန်းသွားလာမှု ကဏ္ဍမှာဆောင်ရွက်နေတာလည်းတခုရှိပါတယ်ဒါကတော့အိန္ဒိယနိုင်ငံကနေပြီးတော့ကျွန်တော်တို့စစ်တွေမြို့မှာလာရောက်ပြီးတော့စိတ်ကန်းတခုတိဆောက်ထားတာရှိပါတယ်ဒါကကျွန်တော်တို့ရခိုင်ပြည်နယ်စစ်တွေစိတ်ကန်းမှာဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေလှုပ်ဆောင်မှုအတွက်ကလဒန်မြစ်ကြောင်ဘက်ဆုံ၃ဖြတ်တန်းတည်ယူပို့ဆောင်ရေးစီမံကိန်းကိုစစ်တွေစိတ်ခံတရားနဲ့ဒီပလက်ဝစိတ်ကံတရားကိုတိဆောက်လျက်ရှိပါတယ် ဒီစိတ်ခံတရားကလည်းပဲကျွန်တော်အားလုံးရနှုံးပြီပြီးစီးတဲ့အနေအထားရှိပါပြီရခိုင်ပြည်နယ်ဟာမိုးများတဲ့ဒေသဖြစ်တာကြောင့်ကမ်းပြိုတာတောက်ထန်းတာတွေကိုနှစ်စိမ်ကြုံတွေ့နေရတာဖြစ်ပါရဲ့ရှင်2016 2019ဘဏ္ဍာနှစ်မှာတော့ပြည်နယ်အစိုးရရန်ပုံငွေနဲ့ရခိုင်ပြည်နယ်ရေအရင်အမြင့်နဲ့မြေချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှကမ်းပြိုကာကွယ်ရေးလုပ်ငန်းကိုကူမြေထိန်နေရန်ပြန်လည်မွမ်းမွေခြင်းတစ်ခုမြေထိန်နေရန်တည်ဆောက်ခြင်းလုပ်ငန်း၃ခုနဲ့ တောင်တူးကိုရှင်လုံငယ်တခုတို့ကိုလည်းဖောက်ရဲလို့ရှိနေပါတယ်။တဘောအသေးကိုကျွတ်တင်ကောက်ခွေနိုင်ရဲ့အတွက်မြေပုံမြို့နယ်နဲ့တောက်ကုန်းမြို့နယ်တွေမှာစိုက်ကလုံးချက်တာ၆လုံးကိုငွေကျဲတန်600ကုန်ကြခန်းကတည်ဆောက်ခဲ့ပါတယ်။အလားတူပဲမန်အောင်မြို့နယ်ဇီတော်နဲ့ကုန်းတဲရတောင်ပိုင်းတို့တွင်လည်းငွေကျဲ259.16တန်းအကုန်ကြခန်းကစိုက်ကလုံးချက်တာ၄လုံးကိုတည်ဆောက်ပေးခဲ့ပါသေးတယ်။ကျွန်တော်တို့ရခိုင်ပြည်နယ်ဒေသဟာရေလန်းကိုအားကိုးပြီးတော့ သွာလာနေရတဲ့အနေအထားမှာခကြီးတွေပြည်သူတွေအတွက်သွားရလာရေးအမတန်ခက်ခဲတဲ့အတွက်အဲတော့ကျွန်တော်တို့ရင်းနေအစိုးရတည်းမဟုတ်ဖဲနဲ့နိုင်ငံတော်အတိုင်းအမြံပုံကိုဒေါန်ဆန်းစုကြည်ကိုယ်တိုင်ကဒီကိစ္စကိုဦးစားပေးပြီးတော့ဆောင်ရွက်ထားကြောင်းမို့လို့ဂျပန်နိုင်ငံကနေပြီးတော့ကျွန်တော်တို့ပြည်နယ်အတွက်ခကြီးတွေစီတင်မော်တစည်းကိုအကူအညီပေးပါတယ်ဒီတင်မော်နာမည်ကိုလည်းပဲကစ်ပါနဒီဆိုပြီးတော့နာမည်ပေးထားပါတယ်မကြခင်မှာပြည်သူတွေသွားလာ မှုအရှင်ပြေအောင်ပြည့်စွဲသွားမှာဖြစ်ပါတယ်ဟုတ်ရင်ကကျမတို့ရဲ့ရောခန်းကြီးနေဟာဆိုရင်လန်ဒန်17ရဲ့ခက်ခဲခဲတဲ့ဒေတာတစ်ခုစစ်တာကြောင့်အခုအချိန်မှာလန်ဒန်17ရဲ့အဆင်ပြေချုံမွေလာစေဖို့အတွက်လန်ဒတာများတိစောက်ခြင်းလမ်းဖောက်လုပ်ခြင်းပြုပြင်မွမ်းမံခြင်းများကိုအချိန်အဟုန်မြင့်ဆောင်ရွက်လို့ရှိနေပြီဖြစ်ပါတယ်။ဒီလမ်းပန်းဆက်သွယ်ရေးကဏ္ဍကိုအထူးဦးစားပေးပြီးတော့ကျွန်တော်ဆောင်ရွက်နေတာရှိပါတယ်။အဲလိုဆောင်ရွက်တဲ့နေရာမှာ2016 2019ဘဏ္ဍာရေးနှစ်မှာဆိုခဲ့လို့ရှိရင် စုစုပေါင်းရံမုံငွေကျပ်13,495ဒသမ492တန်းသတ်မှတ်ပြီးတော့တဒါ198စင်းကိုတာဝန်ယူပြီးတော့ကျွန်တော်တို့ဆောင်ရွက်နေတဲ့အနေအထားရှိပါတယ်ဒီလိုဆောင်ရွက်တဲ့နေရာမှာပြီးခဲ့တဲ့မတ်လ25ရက်နေ့ကဆိုခဲ့လို့ရှိရင်ဘူးသီးတောင်မြို့နယ်မှာရှိတဲ့ပန်စင်းချောင်းတရားကိုကျွန်တော်တို့အောင်အောင်မြင်မြင်နဲ့ဖွင့်လှစ်ဆောင်ရွက်ပြီးနိုင်ခဲ့ပါပြီဒီတရားကိုလည်းပဲ ျွန်တော်ပြည်တော်စုဝင်ကြီးကိုယ်တိုင်လာရောက်ပြီးတော့လဲဖွင့်လှစ်ပေးပါတယ်။နောက်ဒီနိုင်လွန်ကတ္တရာလန်းကျွန်တော်၃ခုဆောင်ရွက်နိုင်တာရှိပါတယ်။နောက်ကတ္တရာလန်းအနေနဲ့ကတော့36ခု၊ကွန်ကရစ်လန်းအနေနဲ့ကတော့55ခု၊ကြောက်ချောလန်းအနေနဲ့22ခု၊ကွန်ကရစ်တံတား48ဆင်းနဲ့ဒီမြေသားရေကန်5ခုကိုကျွန်တော်တို့စီပင်သားရာရေးအနေကဏ္ဍအနေနဲ့ဆောင်ရွက်ထားနိုင်တဲ့အနေအထားရှိပါတယ်။ တန်ဖိုးအနေနဲ့ကတော့အားလုံးကျွန်တော်တို့ကျက်တန်ပေါင်း9044.3955တုံးဆွဲပြီးတော့ဆောင်ရွက်ထားတာရှိပါတယ်။နောက်မြောက်ဦးမြို့ရဲ့ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်တွေကိုကျွန်တော်တို့ UNESCO ကိုဝန်ထမ်းအောင်လည်းပဲကျွန်တော်တို့ဆောင်ရွက်ထားတဲ့အနေအထားရှိပါတယ်။မြောက်ဦးယဉ်ကျေးမှုနဲ့ပတ်သက်ပြီးတော့မြန်မာနိုင်ငံယဉ်ကျေးမှုကော်မတီဒုတိယသမ္မတအနှစ်ထံကိုလည်းပဲကျွန်တော်တင်ပြထားပြီးဖြစ်ပါတယ်။ UNESCO စီးရင်ဝင်ရောက်နိုင်မှုအတွက်တင်ပြတဲ့အပေါ်မှာအစည်းအဝေးရဲ့ဆုံးဖြတ်ချက်ကိုလည်းပဲကျွန်တော်တို့ရယူပြီးတော့ဆောင်ရွက်ထားတာရှိပါတယ်။နောက်ကျွန်တော်ရခိုင်ပြည်နယ်အစိုးရအနေနဲ့ပြည်နယ်ရဲ့ဝင်ငွေရရှိမှုတိုးတက်အောင်လည်းပဲကျွန်တော်တို့စ조사ပြီးတော့ဆောင်ရွက်နေပါတယ်။ဒါကြောင့်မို့လို့2015-16ဘဏ္ဍာနှစ်အခွန်အရရကောက်ခံရရှိမှုငွေအနည်းငယ်ကတော့ကြက်တန်းပေါင်း 1042.111ရရှိခဲ့ပါတယ်။ယခုဒီ2016စက္ကွန်ဘဏ္ဍာနှစ်မှာဒီဖေဗူအရီလအထိကရပ်တန်းပေါင်း1152.956ရရှိတာပြီဖြစ်ပါတယ်။ဒါကြောင့်မနစ်ကနဲ့စာလို့ရှိရင်ဒီနှစ်ကျွန်တော်တို့အခွန်ငွေရရှိမှုကပိုမိုလာတယ်လို့ကျွန်တော်တို့ပြောလို့ရပါတယ်။ဆက်လက်ပြီးတော့လည်းပဲအခွန်ငွေတွေတိုးတက်ရရှိအောင် ဆောင်ရွက်သွားဖို့ကိုလည်းပဲကျွန်တော်တို့စူးစမ်းဆောင်ရွက်နေပါတယ်။မောင်နှောဒေတာတင်းကြီးအေးချမ်းရင်တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကိုဆိုရမှာထိရောက်စွာဆောင်ရွက်လို့ရှိနေပါတယ်။2016ခုနှစ်အောက်တိုဘာ9ရက်နေ့ကနေချားသောရေစခန်း၃ခုကိုအကြံဖက်စီးနှစ်တိုက်ခိုက်မှုဖြစ်စဉ်များရဲ့နောက်ပိုင်းမှာ တင်ကြီးရေးနဲ့တရားဥပဒေစိုးမိုးရေးအတွက်တက်မတော်နဲ့မြန်မာနိုင်ငံရေးတပ်ဖွဲ့တို့ကပူးတွဲဆောင်ရွက်လျက်ရှိပြီးဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကိုလည်းတည်ထောင်စုအစိုးရနဲ့ပြည်နယ်အစိုးရတို့ကဆောင်ရွက်လို့ရှိနေပါတယ်ရှင်။ကျွန်တော်တို့ရခိုင်ပြည်နယ်ရဲ့အခြေအနေဟာကျွန်တော်တို့နိုင်ငံအပေါင်းဝင်ကုလသမဂ္ဂနောက်နိုင်ငံတကာအဖွဲ့အစည်းများအလုံးက အထူးပဲစိတ်ဝင်စားခံရတဲ့ပြည်နယ်တစ်ခုဖြစ်ပါတယ်။ဒီလိုခံရတာကလည်း ကျွန်တော်ပြင်နေအခြေအနေကလုတ်ကန်ဆောင်ရတဲ့နေရာမှာအမတမအခက်ခဲညုံများစွာနဲ့ဆောင်ရွက်နေရသလိုလုတ်ကန်ဆောင်ရရတဲ့လုပ်ငန်းတွေကလည်းပဲအမတမတိတ်မွေ့ပြီးတော့အမတန်ကြိုးစားဆောင်ရွက်ရတဲ့အနေအထားမျိုးတွေအတွက်ကြောင့်မို့လို့ကျွန်တော်တို့ဘယ်လိုပဲအခက်အခဲတွေနဲ့ဘယ်လိုပဲရင်ဆိုင်ရရင်ဆိုင်ရဘယ်လိုပဲကျွန်တော်တို့ဖြည့်ရှင်းရဖြည့်ရှင်းရကျွန်တော်တို့ ဆောင်ရွက်ဖြည့်ရှင်းခဲ့ရတဲ့အနေအထားပေါ်မှာတနစ်တာလုပ်ငန်းတွေအပေါ်မှာကျွန်တော်တို့အနေနဲ့အမတာကျင်နဲ့အားရဖြစ်မိပါတယ်ဒီပေါ်မှာလည်းပဲကျွန်တော်တို့ပြည်နယ်အစိုးရရဲ့ဆောင်ရွက်ချက်များအပေါ်မှာပြည်နယ်သူပြည်နယ်သားများကလည်းပဲနားလေသဘောပေါက်ပြီးတော့အားပေးမှုတွေပူးပေါင်းဆောင်ရွက်မှုတွေကိုလည်းပဲကျွန်တော်တို့ရရှိပါတယ်ဒါကြောင့်မို့လို့ကျွန်တော်အနေနဲ့ပြည်သူများကိုတင်ပြချင်တာက လာမယ့် ဘန္နာနှစ်မှာယခုနှစ်တဲ့ပုံမိုးပြီးတော့အောင်မြင်အောင်ဆောင်ရွက်သွားနိုင်မယ်လို့လုံးဝကျွန်တော်ယုံကြည်ပါတယ်ဒီယုံကြည်ချက်နဲ့အတူကျွန်တော်တို့အနေနဲ့ယေသူတွေနဲ့ဆက်လက်ပြီးတော့ဒီတက်စီစီလုံးလုံးနဲ့ညီညီညွတ်ညွတ်နဲ့ဆောင်ရွက်သွားမှာဖြစ်ကြောင်းကျွန်တော်အနေနဲ့တင်ပြခြင်းပါတယ်ဆိုပါအကြောင်းအရာအချက်လက်တွေဟာရခိုင်ပြည်နယ်အစိုးရအဖွဲ့ရဲ့တနစ်တာကာလအတွင်း စ조사ဆောင်ရွက်နိုင်ခဲ့တဲ့နိုင်ငံရေးစီးပွားရေးလူမှုရေးကိစ္စရဲ့များပြုပြင်ပြောင်းလဲမှုနဲ့ဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆောင်ရွက်ချက်များဖြစ်ကြောင်းကိုအခုလိုတင်ဆက်လိုက်ရပါတယ်ရှင်။